တိနာမည်ကတော့ဒေါ်ဆန်နီဆိုလို့ခေါ်ပါတယ်ဆိုင်နာမည်ကတော့ဆန်တော်ဝင်ကျောင်းမြတ်နဲ့ဟမ်းမိတ်ဆိုင်လေးပါရှင့်ဟောအန်တီအရင်ကတော့ကျောင်းမြတ်လုပ်ငန်းလုပ်တာပေါ့နော်ဟောခြေတဲကြတော့အန်တီကဝတ်ကြည့်တယ်ဝတ်ကြည့်တဲ့အခါမှာအန်တီကကြိုက်နှစ်တက်တဲ့သဘောကြလာတယ်အရင်တော့ကလည်းကိုကလည်းမြမဝတ်စုံဝတ်နေကြဆိုတော့ဒီခြေတဲလေးတွေဝတ်ကြည့်တဲ့အခါမှာယာတိဥဒုအလိုက်ကိုအရင်တင့်တော်တဲ့အတွက်အဲ့ဒါကိုယ်တိုင်ရဲ့ဒီဇိုင်းနေထုတ်ကိုယ်တိုင်ပေါ့နော်ကိုယ်တိုင်ဆိုတာမိသားစုပေါ့ဟောမိသားစုချုပ်လုပ်ပြီးတော့အာဒီဇိုင်းထွင်ပြီးတော့အန်တီဟို ဖွင့်ထားတာပေါ့နော်ဒီဟမ်းမေးလေးဩအဲ့ဒါကြတော့လေအန်တီကလေဒီငလျင်ဘေးမှမဟုတ်ဘူးဟိုအလှူဌာနကိုအန်တီအများအားတက်အားတွေ့လှူတယ်ရေဘေးဆိုလည်းရေဘေးအလျောက်အန်တီတက်အားတွေ့လှူတယ်ဟိုငါပတ်စံရမှာဒါကြီးရောင်းဝမှဆိုလည်းအလှူဌာနမရှိဘူးအန်တီမှာအတင်းအဖွဲတွေအများကြီးရှိတယ်ဟိုတယ်ရှိတယ် MEC ရှိတယ်အော်အတေးစားမြမဆက်မှုလက်မှုရှိရဲနောက်အနှောရထဖော်ဒေးရှင်းဆိုတဲ့ဒီလိုတာသနာအမွေခံဟိုအဖွဲအတင်းအဖွဲရှိရဲ အကုန်လုံးကဆုဖြစ်ကြတာတစ်ချိန်တည်းမှာဆုဖြစ်ကြတဲ့အခါမှာအန်တီတက်နိုင်တယ်လို့ခွဲလှူရဟောအန်တီရဲ့မိတ်ဆွေအပေါင်းအသင်းတွေကဟိုဖုံးကြီးတွေရှိသူတို့ဆိုလဲအဲ့လိုဖြစ်ကြတယ်ငလျင်ဘေးမှာပါကြတဲ့အခါကျမှအန်တီမှခွဲလှူတာပဲဒီကနေရောင်းသွားမှလှူရမယ်ဆိုတဲ့အတိကိုအန်တီမရှိဘူးအမေအခုလည်းလှူတန်းနေပါတယ် မီးရညဆိုရင်အဲ့လိုတောင်မပြောပါဘူးသူတို့အစားလဲဟိုမန္တလေးမှာဖြစ်ပေမဲ့ကိုဖြစ်တဲ့အတိုင်းမှာခံစားရတယ်မျိုးရည်လည်းပုံငွေကြည့်ပြီးတော့မျိုးရည်တွေကြာပြီးငိုရတယ်အများတန်းလည်းဆူတောင်းပေးနေပါတယ်အားလုံးဘေးအန္တရာယ်ကင်းကြပါစေဒီနေ့ညပြောက်ကြီးအခုဟိုဟာဒါကတော့တံဝေကတရားရအောင်တော့တရားပြနေတာဆိုတော့အများတန်းတရားနှလုံးသွင်းတယ်မျက်မြင်ညပြောက်လောကကြီးကကြောက်စရာကြီးပါလားကိုရှိလဲခဏအခုရှိလဲနောက်နေ့ဆင်းရဲရင်ဆင်းသွားမှာဆိုတော့ အန်တီမှာအန်တီသူ့ဖို့အတွက်ကောင်းနေရှိပါတယ်လို့အန်တီစီဝါရှာတယ်ဆိုတာလေဒီဟိုအန်တီမှာဟိုစီဝါရှာတယ်ဆိုတာကိုစီဝါရေးအတွက်ကိုဒါလုံးမှဒါစားမှဆိုတဲ့အန်တီမှာမရှိဘူးလေဟိုမရှိဥစားဘယ်လိုပြောပြအန်တီကဒါရှာအဝေးမှာဒါစားမဲ့လူတယောက်မဟုတ်ဘူးဒါပေမဲ့အန်တီဒါဝါသနာတွေနဲ့အန်တီလုတ်တယ်အန်တီစီဝါဟိုလူကအားနေလို့စီဝါရှာတယ်ဒါရဒီရရတဲ့အခါရလာတဲ့အခါကျတော့ကိုလူရတာပေါ့တမီးရဲ့အဲ့အတွက်ပဲအန်တီမှာရှိပါတယ် တမီးရဲ့အားပေးစကားဆိုတာကိုတော့မထွက်ရပါဘူး။ဟိုသူပုံတွေကြည့်ပြီးကိုတောင်မှခံစားရပြီးငိုတဲ့အတွက်သူတို့တကယ်ဖြစ်နေတဲ့လူတွေရဲ့နေရာမှာ ကိုချင်းစာဖို့ဆိုတဲ့စကားတော့မပြောရတဲ့အတွက်ဘလို့မှတောင်ပြောစရာစကားမရှိပါဘူးလို့အန်တီကအခုဒီမှာ promotion ပဲအန်တီလာတယ်အန်တီရည်ရွယ်ချက်ကဒီကရလာတဲ့ဟိုဟာငွေကိုအန်တီကတဝက်ကိုထူမှာပါအဲ့ဒါအတင်းထားလို့ဒီလိုစကားလည်းဆောက်တယ်ဩအတင်းထားပါလို့ဟို နင့်နေများပြောက်အချိန်ဆိုတာခဏလေးပဲလို့အားကြောင့်ဟိုအများကြီးလူတိုင်းကဒီလိုမနေပါဘူးလို့အသင်းထားပါလို့ပဲပြောချင်ပါတယ်